မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကလာရှုံမြို့နယ်မဲဟန်ကျေးရွာမှာရှိတဲ့ရိုးရာဆန်အရက်ချက်ဆက်ယုံကိုစစ်ကောင်စီကလေးရင်နဲ့ဘုံကျဲချခဲ့ရာဆက်ယုံပြစီသွားပြီးတော့လူထိခိုက်မှုတော့မရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘာလ23ရက်နေ့မနက်8:35မိနစ်အချိန်မှာစစ်ကောင်စီတပ်ရဲ့လေးရင်များကလာရှုံမြို့နယ်မဲဟန်ကျေးရွာအုပ်စု ခိုးစံတန်ကျေးရွာမှာရှိတဲ့ရိုးရာဆန်အရက်ချက်ဆက်ယုံကိုဘုံကျဲချခဲ့တယ်လို့သိရပါဗျ။ဘုံပောက်ကွဲမှုကြောင့်မိလောင်မှုနဲ့ကြီးမားသောပောက်ကွဲမှုများဖြစ်ပေါ်ခဲ့တော့လဲလူထိခိုက်မှုတော့မရှိဘူးလို့သိရပါဗျ။အခုနှစ်ဩဂတ်စ30ရက်နေ့ကစတင်ပြီးတော့လာရှုံမြို့ကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ20ကျော်လာပြီဖြစ်တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA ကတင်ပိုက်ထားတဲ့နယ်မြေများကိုစစ်ကောင်စီကလေရင်နဲ့ဘုံများကျဲချတိုက်ခိုက်လျက်ရှိရာ၃လကျော်အတွင်းမှာအရသာပြည်သူထိခိုက်ဒေဆုံးမှု၁၀၀ကျော်လာပြီဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်ဂွမ်းမြို့နယ်ကျွေးချိုင်းယာယီအထိုင်စခန်းကိုစစ်ကောင်စီတပ်ကလက်လွတ်လိုက်ရပြီးဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ကျွေးချိုင်းရွာမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့ကြား လွန်ခဲ့တဲ့တပတ်လောက်ကစတင်ပြီးတော့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်အော်တိုဘားလ21ရက်နေ့မှာတော့စစ်ကောင်စီတပ်ကအဲ့ဒီကြေးရွာကနေနောက်ဆုတ်ပေးလိုက်ရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်ဒေသခံတအူးကကျွေးချိုင်မှာစခန်းထိုင်ထားတဲ့တပ်တွေကိုအေအေကထိုးစစ်ဆင်ပြီးတော့တင်ပိုက်လိုက်ပါပြီနှစ်ဖက်အကြမ်းဆုံးတွေရှိပေမဲ့စစ်ကောင်စီတပ်ကအကြမ်းဆုံးတော်တော်များတယ်လို့ကြားရပါတယ်မနေ့ညကတော့လူနာတွေနဲ့အတူစစ်ကားတွေဂွားမြုပ်ဘက်ကို စစ်ကား၅စီးတက်သွားတယ်စခန်းကျသွားတော့ဂျက်လီရင်နေ112တွေနဲ့လေချောင်းကနေအဆက်မပြတ်ဘုံကျဲနေတယ်ပြီးတော့နေဗီကနေလည်းအဆက်မပြတ်လက်နက်ကြီးနဲ့ပြစ်တယ်တိုက်ပွဲအတွင်းမှာကြွေချိုင်ဖုံးတော်ကြီးကျောင်းနဲ့နေအိမ်၅လုံးလဲမီးလောင်သွားတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်ဟာကြွေချိုင်စာတင်ကျောင်းနဲ့ဖုံးတော်ကြီးကျောင်းတို့မှာစခန်းအထိုင်ချပြီးတော့အေအေးရဲ့ထိုးစစ်ကိုလေချောင်းနဲ့ရေချောင်းကပါပြစ်ကူပေးမှုနဲ့အတူခုခံခဲ့ပေမဲ့လည်းအကြအဆုံးအများပြားနဲ့နောက်ဆုတ်သွားရတယ်လို့ဆိုပါတယ် တွေ့ချိုင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအယောက်100ခန့်တေဆုံးပြီးဒဏ်ရာရသူအများအပြားရှိတယ်လို့ဒေသခံတွေကပြောဆိုပေမဲ့လည်းအဲ့ဒီအရေးအတွက်ပေါ်မှာတော့တိကျအထည်ပြုနိုင်ဖို့အတွက်ခက်ခဲနေတယ်လို့ဆိုပါတယ်စစ်ကောင်စီဟာဇီးကုံချင်းရွာရဲတီဟဖုံးတော်ကြီးအကြောင်းမှာ ဘင်းတက်အမြောက်ကြီးလေးလက်ကိုတက်ဆင်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျွေးချိုင်းရွာနောက်ကျောတောင်တန်းတွေကိုပြစ်ခတ်နေတယ်လို့လဲဒေသတွင်းစစ်ရေးလေးလာတုံးသက်သူတွေကပြောဆိုခဲ့ပါတယ်။ကျွေးချိုင်းရွာနောက်ကျောက၁၀တခုရှိတယ်။တပြူချောင်းရွာအနီးပေါ့။အဲ့ဒီနားကတောင်ကျောတွေကိုဈီးကုန်းအမြောက်တက်ကနေပြီးတော့လက်နဲ့ကြီးနေနဲ့ပြစ်နေတယ်။အေအေကကျွေးချိုင်းကိုဝင်သိမ်းပြီးတဲ့နောက်အဲ့ဒီဘက်ကိုနောက်ဆုတ်သွားပြီးထင်ပြီးတော့လက်နဲ့ကြီးနဲ့ပြစ်ခတ်နေတာလို့ပြောဆိုထားပါတယ်။အေးတပ်ဖွဲ့ဝင်းဒီဟာကျွေးချိုင်းကိုတိတ်ပိုက်ပြီးတဲ့နောက်ရွာထဲမှာပိတ်မိနေတဲ့သူတွေကိုလည်းကယ်ထုတ်သွားတယ်လို့သူကပြောပါတယ်။ အခုကစပားတွေရိတ်သိမ်းနေတဲ့အချိန်ဆိုတော့တချို့လဲရွာမှာကြံ့နေတယ်တချို့လဲရွာကနေထွက်ပြေးတိမ်းရှောင်သွားတာတွေရှိတယ်ရှောင်တဲ့သူတွေလည်းရှိတယ်လို့မရှောင်တဲ့သူတွေလည်းကြံခဲ့တယ်တိုင်ကျိုးနဲ့ချွေချိုင်ကတရွာနဲ့တရွာကပ်ရက်ဆိုတော့တရွာမှာနည်းနည်းစီကြံခဲ့တာပေါ့အခုချွေချိုင်ရွာကတိုက်ပွဲချားမှာပိတ်မိနေတဲ့သူတွေကိုတော့အေအေကကယ်ထုတ်သွားတယ်လို့သိရပါတယ် ဘယ်ဘက်ကိုခေါ်သွားလဲဆိုတာကိုတော့မသိရဘူးလို့ပြောဆိုထားပါတယ်လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဝင်းနေဟာတိုင်ကျိုးအနီးမှာရှိတဲ့စက်သွားကိုစုတ်ခွာသွားပြီးတော့စက်သွားဒရားကိုမိုင်းတွေတက်ဆင်ထားကအေးအေးဝင်းမလာနိုင်အောင်လို့ဖောက်ခွဲဖြတ်စည်းပြဖို့စီစဉ်နေတယ်လို့လည်းဒေတာတွေသတင်းအရေးမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာကြွေးချိုင်အထိုင်စခန်းကိုအေးအေးကသိမ်းပိုက်လိုက်ပြီးလို့ဒေတာတွေသတင်းတွေကြေပြန့်စွာထွက်ပေါ်နေပေမဲ့ အရခတက်တော်ဘက်ကတစုံတရာသတင်းထုတ်ပြန်တာတော့မရှိသေးပါဘူးရခိုင်မှာမောင်တော်အဲနဲ့ဂွမ်းမြုံနယ်တို့မှာစစ်ကောင်စီတပ်နဲ့အရခတက်တော်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးတော့အေအေရဲ့ပြင်းထန်လာတဲ့ထိုးစစ်ကိုစစ်ကောင်စီကခံစစ်အနေနဲ့သာခုခံကာကွယ်နေရတယ်လို့စကမ်းနေလဲတခုပြီးတခုစစ်ကောင်စီဘက်ကလက်လွတ်ဆုံးရှုံးနေရတယ်လို့စစ်လေးလေလာတုံးသက်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ထန်တလန်မျိုးသိန်းတိုက်ပွဲဟာမနေ့ကအော်တိုဘာလ22ရက်နေ့ကတည်းကဆက်လက်ပြင်းထန်နေပြီးတော့နှစ်ဖက်ထိခိုက်ကြာဆုံးမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထန်တလန်မျိုးကစစ်ကောင်စီလက်ကျန်တပ်စခန်းနှစ်ခုထဲကတစ်ခုဖြစ်တဲ့ရဲစခန်းကိုမနေ့ကအော်တိုဘာလ22ရက်နေ့မနေ့3နာရီအချိန်ကစပြီးတော့ချင်းကာကွယ်ပူးပေါင်းတပ်ဖွဲ့တို့ကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနှစ်ဖက်တိုက်ပွဲအတွင်းမှာစစ်ကောင်စီကလေးချောင်းနဲ့ပြစ်ကူပေးနေတယ်လို့ရှေ့တန်းစီရေးသတင်းအမိန့်တကူကပြောပါတယ်ကျွန်တော်တို့မနေ့ကရဲစခန်းကိုပြန်လဲထိုးစစ် ်စင်တိုက်ခိုက်လို့တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကတိုက်ပွဲဖြစ်တဲ့နေရာကိုလေးချောင်းနဲ့လေးကြိမ်ထက်မနဲ့ပြစ်ကူပေးနေပါတယ်နှစ်ဖက်အကြဆုံးတွေရှိပါတယ်လို့ပြောဆိုထားပါတယ်ထန်တလန်မြို့မှာရှိနေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးရဲ့အဆောက်အအုံနဲ့ရဲစခန်းတို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေရာယူတပ်ဆွဲထားဆဲဖြစ်တယ်လို့သိရပါတယ်ထန်တလန်မြို့အလုံးစုံတိမ့်ပိုက်ရရှိရေးအတွက်ချင်းကာကွဲပူးပေါင်းတပ်တွေကလက်ကျန်တပ်ဆက်ခန်းတွေကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောကြားထားပါတယ် ကျွန်တော်တို့မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။မြို့အလုံးစုံတိတ်ပတ်ရရှိရေးအတွက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ရေးအရာရေးပါတဲ့တပ်စခန်းတွေကိုလည်းတိတ်ပတ်ရရှိထားပြီးပါပြီ။လက်ကျန်တပ်စခန်းနှစ်ခုကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်ပြီးတိုက်ပွဲတွေရှိနေပါသေးတယ်လို့ပြောဆိုထားပါတယ်။မနေ့ကအော်တိုဘားလ22ရက်နေ့တိုက်ပွဲမှာ ချင်းအမျိုးသားတက်မတော် CNA ဘက်ကဗိုလ်ကြီးတအူးကြဆုံးခဲ့တယ်လို့ကြားသိရပေမဲ့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာစစ်ကောင်စီက၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ထန်တလန်ဟာခါကြားကတပ်စခန်းတချို့ကိုဟာခါကနေပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အစပ် KNU တပ်မဟာ6နယ်မြေအတွင်းစစ်တပ်ရဲ့နောက်ဆုံးအင်အားအကြီးမားဆုံးဗျူဟာစခန်းကြီးဖြစ်တဲ့ အနန်းကွင်းတန်ဆက်ခန်းကစစ်သား30ကျော်လက်နက်ချအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU တပ်မဟာ6နယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ဆွေတော်ကုန်းဗျူဟာတန်ဆက်ခန်းနဲ့အနန်းကွင်းဗျူဟာတန်ဆက်ခန်းတို့ကိုအခုနှစ်မတ်လကစတင်ပြီးတော့တပြိုင်နက်တည်း KNL ဦးဆောင်တဲ့တွန်လိုင်းတပ်များကပိတ်ဆို့တိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆွေတော်ကုန်းဗျူဟာတက်ဆက်ခန်းဟာအော်တိုဘလ18ရက်နေ့မှာအပိသက်တိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။အနန်းကွင်းဗျူဟာတက်ဆက်ခန်းကိုတော့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကတေဆုံမှုများပြားကလက်နက်ချသူများလည်းများပြားတယ်လို့သိရပါတယ်။ KNU တပ်မဟာ6နယ်မြေထဲမှာအနန်းကွင်းကနောက်ဆုံးလက်ကျန်စခန်းနေတဲ့ကအင်အားကြီးတဲ့ဗျူဟာစခန်းတစ်ခုဖြစ်ပါတယ်အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲမှာရန်သူတေဆုံးသူများပြားပြီးတော့လက်နက်ချညံ့ခံသူတွေလည်းများပြားပါတယ်အခုလက်ရှိမှာတော်ဝက်ကြော်ကြော်လူရောလက်နက်ကိုရထားပြီးပါပြီလွန်ခဲ့တဲ့တပတ်ကျော်လောက်ကတော့စစ်သား30ကျော်လက်နက်ချညံ့ခံပါတယ်လို့စီးရင်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်စစ်ကောင်စီရဲ့အနန်းကွင်းဗျူဟာတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးပါက ဝေါ်လီဘတ်မှာစစ်တပ်စခန်းငယ်များနဲ့မြို့ပေါ်စခန်းတချို့သာကျန်ရှိတော့မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ပေါက်တော်ပုံနာကျွန်းနဲ့ရသေတောင်ဒေသများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျိန်နယ်လီကန်းတရားမြို့များကလည်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများမြို့ရွာများကိုပါလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗျ။ပင်လယ်ပြင်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့စစ်သည်မျိုးကြီးများပေါ်ကနေလည်း လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းများကိုလည်းနေတိုင်းပြုလုပ်လျက်ရှိကြောင်းအေအေကပြောဆိုထားပါတယ်အခုလိုမျိုးစစ်ကောင်စီရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင်းအပြစ်မဲ့အရသာပြည်သူပေဆုံးဒဏ်ရာရရှိမှုတို့ဟာနေတိုင်းဖြစ်ပျက်လျက်ရှိတယ်လို့အေအေကထုတ်ပြန်ထားတော့လေ ထိခိုက်တိုက်ဆုံမှုအရေးအတွက်ကိုတော့ဖော်ပြမထားဘူးလို့သိရပါတယ်။ရရှိထားတဲ့စစ်ရဲများအရာအမ်းမြုံနယ်နဲ့မောင်တုံးမြုံနယ်မှာစေကောင်းစီရဲ့လက်နက်ကြီးပစ်ခတ်မှုဘုံကျဲတိုက်ခတ်မှုတွေကြောင့်အော်တိုဘားလ22ရက်တရက်ထဲမှာတင်အပြစ်မဲ့အရသာပြည်သူ6ဦးတိုက်ဆုံပြီး၂၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလ19ရက်နေ့မနက်တန်းတိုင်းကလည်းမောင်တုံးမြုံနယ်ဒုညောင်မင်းကြီးကျေးရွာကိုစစ်ကောင်စီရဲ့စစ်သင်းမောများကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်အပြစ်မဲ့မော်ဆလင်ပြည်သူ၅ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဂွားမြို့နယ်ကလပ်ပြင်းအနီးက ဒေဘုတ်ဂျေးရွာကိုအော်တိုဘားလ15ရက်နေ့နေ့လယ်3နာရီခန့်ကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ3ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မောင်တော်အန်ကျိန်နလီဒေသတို့မှာစစ်ကောင်စီနဲ့အေအေတို့နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီးတော့တောင်ကုန်းမြို့နယ်တို့မှာလည်းရန်ပန်ရာကတိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့အေအေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်း မြင်းမှုမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့စက်ကြီးကောင်းနေတဲ့စစ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်နေ့မွန်းလွဲ2နာရီခန့်မှာမြောင်မြင်းမှု6ဦးလမ်းစုံမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက60မောင်းမှာစိန်ပြောင်းများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မြင်းမှုမြို့နယ်ဂွေးပြင်တော်ကြီးရွာဖုန်ကြီးကျောင်းအတွင်တပ်ဆွဲပြီးတော့ခရီးသွားပြည်သူများထံကနေပြီးတော့အတင်းအဓမ္မငွေကြေးများတောင်းခံခြင်းများပြုလုပ်နေတဲ့စစ်ကောင်းစီတပ်များကို ဒရုန်းစက်တစ်စီးနဲ့ထမှန်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်များဘက်က60မမ40မမများနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတော့လေအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုကိုလျှက်စီးတက်ခွဲမုံရွာခရိုင်အမှတ်7နဲ့တရင်တက်ခွဲ3 စကိုင်းခရိုင်တရင်တင်းနှင့်ငါဒေတာရင်းတော်လိုင်းအင်အားစုများရေနကားပြည်သူကဝေးအဖွဲ့နဲ့ကြားခင်စိတ်အဖွဲ့မြောင်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ